9999ကျန်တဲ့ AI feature တွေအများကြီးပါတယ်တခဏရဲ့ Common 14 Pro လောလောလမအသက်တရတဲ့ဖုန်းလေးဒီဖုန်းလေးကြောင့်နည်းနည်းပါပြောကြတာပေါ့ဘာတွေကောင်းလဲဘာ feature တွေအများကြီးပါလဲဘလို့ထူးထနာလေးရှိလဲဒီသေးတဲ့ဝင်ကျင်မှာတကယ်တန်တဲ့ဖုန်းလားဒါလေးကိုပြပြပေးမယ်ဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ရအောင် ဒီတခဏရဲ့ common 14 pro လေးကိုစပြီးတော့တုံးတဲ့အချိန်မှာတခုသတိထားမိရရှိတယ်။သူကဒီဘက်တောက်မှာခလုတ်လေးတစ်ခုအပေါ်ပါလာတယ်။ဒါကဘာလုပ်တဲ့ဟာလဲဆိုလို့ရှင်သူက long press နဲ့ double press ဆိုပြီးတော့ရတယ်။ဒါမျိုးလေးတွေပေါ့ ဖလမီဖွင့်မလားကင်မရာအတွက်သုံးမလားကိုကဘာအတွက်သုံးကြတယ်ဒါမျိုးလေးထားလို့ရတယ်သူတို့ခေါ်တာကဒီကောင်ကို one tap button ဆိုပြီးတော့ခေါ်တယ်အဲဒီကလိုလေးကတော်တော်လေးသုံးလို့အဆင်ပြေရဲ့ဒါ easy to use ပေါ့နော်ကျွန်တော်လွယ်တကူသုံးလို့ရတဲ့ဟာမျိုးလေးပြီးတော့နောက်တစ်ချက်အနေနဲ့ဒီတခဏရဲ့ common 14 pro မှာ android 15 base highway 15နဲ့လာတယ် highway 15ကလည်း feature တွေပိုပြီးများလာသလို optimization လည်းပိုပြီးကောင်းလာတယ်အရင်လိုအရင် အရင်ကြည့်ရဆိုတဲ့ဟာမဟုတ်တော့ဘူး animation speed လေးတွေကအစားကျွန်တော်သုံးရတဲ့ user experience အဆုံးပေါ့တော်တော်လေးကို smooth ဖြစ်ပြီးတော့သုံးရတာအရင်အဆင်ပြေလာလို့ခံစားရတယ်။ပြီးတော့နောက်တစ်ချက်အနေနဲ့ဒီဆယ်သိန်းမပြည့်ရဲ့ဈေးလေးနဲ့ဒီဖုန်းလေးမှာပါလာကဒီကောင်းရဲ့ AI feature တွေဒါတော်တော်ကိုထူးကြရတယ်။ဆယ်သိန်းမပြည့်ရဲ့ဈေးနဲ့ even ကျွန်တော်တို့ Google ရဲ့ Socket to Search လို့ feature တောင်ဒီဖုန်းမှာသုံးလို့ရတယ်။အဲသိရမှာပုံမှန်ဆိုလို့ရှိရင်15နင်းသိန်းနဲ့10ဝန်းကျင်ဖုန်းလေးမှာပဲပါတဲ့ feature လိုမျိုး။ပြီးတော့နောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်ဒါကတက္ကနို AI လိုမျိုးတက္ကနိုရဲ့ en la Pice Loop. ခေါ်တဲ့ဟာအလားလေးပေါ့အဲသူ့လေးလက်တွေမှာပါမယ်အတန်နဲ့ထိန်းတဲ့ဟာမျိုးတွေပေါ့နော် the bright system ဘာညာမျိုးတွေဒါလည်းလို့ရတယ်ပြောလို့ရှိရင်ကျွန်တော် recording တွေကို summarize လုပ်ပေးတာမျိုးတွေ AI calling assistant တွေ writing assistant တွေအများကြီးပဲဗျ AI နဲ့ပတ်သက်ပြီးတော့ဒီဖုန်းမှာကောင်းကောင်းကြီးအသုံးချလို့ရတယ်ပြီးတော့ခုနကဒီဘက်က one tap button လေးနဲ့ဆိုလို့ရှိရင်လည်းဒါ AI ကိုအလွယ်တကူခေါ်ပြီးတော့ဘာလုပ်ချင်နေလဲပါသိကျင်တာလေအလွယ်တကူကိုကမေးလို့ရတယ်။ဒါကပြောရမယ်ဆိုလို့ရှိရင်လက်ရှိမှာဈေးသက်သာဆုံး AI ကောင်းကောင်းသုံးလို့ရတဲ့ဖုန်းလို့တော့ ပြောလို့ရနေပြီးတော့နောက်တစ်ချက်ကကြောင့်ဒီမှာတွေ့လားကင်မရာဘေးမှာအနီးစက်လေးအဲ့ဒါကကျွန်တော်တို့ indicator light လို့ခေါ်ရဒီကောင်ကအထူးကဘာတွေပြပေးရလဲဆိုလို့ရှင်ဖုံးအားသွင်းတဲ့အခါတွေဖုံးဝင်တဲ့အခါတွေပြီးရင် notification လေးဝင်လာတဲ့အခါမျိုးဒါတွေမှာသူကမီးလေးမိတ်တော့မြင်နေပြပေးဒါမျိုးလေးလည်းပါလာရဆိုတော့ဒီဈေးဝင်ချိန်မှာဒီဖုန်းစလုံးကတော်တော်လေးကိုပတ်စုံပြီးပြည့်စုံတယ်လို့ပြောလို့ရတယ်။ပြီးတော့ဒီတခဏ Common 14 Pro မှာသုံးပေးထားတဲ့ display ကကျတော့6.7 inch ရှိပြီးတော့ 120Hz AMOLED panel ကိုသုံးပေးထားတယ်။ပြီးတော့အပေါ်မှာအုပ်ပေးထားတာကကျတော့ Gorilla Glass 7 Eye ကိုသုံးပေးထားတယ်။တောင်းတောင်းအကျန်းခံတာတွေပါတယ်။ဘာမှသိပ်ပြီးတော့စိတ်ပူစရာမလိုဘူး။ဒီကောင်မှန်ခုံးပေမဲ့အကျန်းခံတဲ့ဖုန်းလို့လည်းပြောလို့ရတယ်။အဲ performance အနေနဲ့ကတော့ကျွန်တော် MediaTek Helio G100 Ultimate ကိုသုံးပေးထားတယ်။ ။ performance ကလည်းဒီ7သိန်းဝန်းကျင်ဆိုရဲဈေး official global ဆိုရဲဈေးထဲမှာဒီ performance ကမဆိုးဘူး။ daily use ကကောင်းတုံးလို့ရတယ်၊ gain တွေပဲပေါ့ပါ AAC ဆော့လို့ရတယ်၊ဘာမှအနှောက်အယှက်မရှိဘူး၊ smooth ဖြစ်တယ်လို့ပြောလို့ရတဲ့ associate မျိုး။ဒါ official global မဟုတ်လို့ဒီ associate ဖြစ်သွားတယ်ဖြစ်နိုင်တယ်။ပြီးတော့နောက်တစ်ချက်ဒီကောင်းဟန် camera ။ဒီကောင်းဟန် camera ကတော့15 megapixel main camera ကိုမှ Sony ရဲ့ LYD 900C sensor ကိုသုံးပေးထားတာဖြစ်တဲ့အတွက်ဒါ low light မှာရောဒါ day တွေမှာရောတော်တော်လေးကိုအဆင်ပြေတယ်။ဒါဘယ်လိုပဲနေခင်းမဖြစ်ညပဲဖြစ်ဒီကောင်းဟန် camera ကအရင်ကြီးပြဿနာသိမ့်မရှိဘူး။ပြီးတော့ ီအလင်းရောင်မညီရဲ့အခြေမျိုးတွေပေါ့နော်ဒီလို situation တွေမှာဆိုလို့ရှိရင်လည်းကောင်းကောင်းကြီးအဆင်ပြေတဲ့ကင်မရာလို့ပြောရမယ်။ဟာစန်ကြားတလောက်လည်းတော်တော်လေးကိုအဆင်ပြေတယ်။ဆယ်ဖီကလည်းသူက50မီဂါပါဇယ်ကင်မရာနဲ့လာတယ်။ဆယ်ဖီကလည်းတော်တော်လေးအဆင်ပြေ။ကာလာထုံးနေပါတယ်ရလည်းဘာမှသိပ်ပြီးတော့အများကြီးပြောပြမရှိဘူး။အဓိကကတက္ကနိုဖုန်းတွေကိုသဘောကျတာကသူတို့ကရိုက်သမျှကာလာတွေကကျွန်တော်တို့မျက်စိနဲ့အနည်းသက်ဆုံးတူတယ်ကျွန်တော်တို့ရဲ့အသားအိမ်နဲ့အနည်းသက်ဆုံးတူတဲ့ပုံတွေထွက်လာပြီ။ အဲပြီးတော့ပုံထွက်လေးတွေပါလေးရတယ်ဘာမှသိပြီးတော့ပြပြကြမရှိဘူးပြီးတော့နောက်တစ်ချက်နေနဲ့သဘောကျကြရာကကြတော့ IP68 69ပါရဖြစ်တဲ့အတွက်ဒီကောင်ကရေဒီပိုင်ကောင်းကောင်းစိန်လို့ရတယ်အဲရေဒီပိုင်လည်းဒါစိစိန်မဲပြုတ်ကြရပိုင်တောင်းတောင်းအချမ်းခံမဲဒါမျိုးတွေပါဖုံတန်းရေဝင်တန်းတွေပြဿနာလုံးဝမရှိတော့ဘူးဒါကလည်းဒီစည်းတန်းဝင်းကျင်မှာဒါမျိုးပါတာဆိုတော့ဒါ all rounder ကောင်းတဲ့ဖုန်းဆောင်နေတယ်ဘာဖတ်ပဲပြီးတော့နောက်တစ်ချက်ဒီကောင်ရဲ့ဘက်ထရီပိုင်ဒီကောင်ရဲ့ဘက်ထရီက9200 mAh ဘက်ထရီကိုမှ45 watt fast charger နဲ့လာတယ်ဘက်ထရီကလည်းသူရဲ့ high over 15နဲ့မဟုတ်လို့ optimization တော်တော်လေးကောင်းတယ် smooth ဖြစ်တယ်အမ်ဘာပဲပြော battery optimization ကလည်းတော်တော်လေးကိုမှအဆင်ပြေလာ1 day အတွက်ကတော့ကောင်းကောင်းတုံလို့ရရတဲ့အနေအထားမှာရှိတယ် ချန်တဲ့ anti-sway fingerprint နဲ့ Julius Stereo speaker တွေဒါတွေအကုန်လုံးကလည်းပါနေကြအတိုင်းပဲဆိုတော့ပြဿနာတိမရှိဘူး။ဒီတစ်ခဏရဲ့ Common 40 Pro ကပြောရမယ်ဆိုလို့ရှိရင်6သိန်း6000 6900ဆိုတဲ့ဈေးမှာဘာမှ true true အပြစ်ပြောစရာဆိုလို့မရှိတဲ့ဖုန်း။ရှာချန်ပြီးပြောမယ်ဆိုလို့ရှိရင်တော့ဒါ45 watt fast charging လေးဖြစ်နေရလေးကလွဲပြီးတော့ကျန်တာကအဆင်ပြေတယ်။ဘာမှတိတ်ပြီးတော့မှ complaint တနေကြမရှိဘူး။ AI နေပါတယ်အကျန်းခံတယ်ရေစိမ်းလို့ရတယ်မှန်ကုန်းဖြစ်တယ်ရုပ်ထွက်ကောင်းတယ်ကင်မရာလည်းမစိုးဘူး။ အဲဒါမျိုးလေးပြဘာပြောစေသိမ်းမပြည့်ရဲ့ဈေးမှာဒီလိုဖုန်းလေးရရှိရတော့ဒါတကယ်ကျေးဇူးတင်စရာကောင်းတယ်လို့ပြောရအောင်ဆိုတော့ကျွန်တော်တို့နောက်ထပ်ပြီမှာပြန်တွေ့ကြပါဘောအားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်ကအတမင်ကြော်ပြီပါ Yangon Mobile Store